တောင်ပြည်နမ့်စင်ခရိုင်နမ်ဒူမြို့နယ်အတွင်းရေကြီးရေရှမ်းကြောင့်ပျက်စီးသွားတဲ့လန်တရားတွေကိုမြို့နယ်စီပင်တရားရေးအဖွဲ့ကပြန်ပြီးပြုပြင်ပေးခဲ့ပါတယ်တောင်ပြည်မှာပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်နေ့ကနေ9ရက်နေ့အထိမိုးအဆက်မပြတ်ရွာသွန်းလာကြောင်းရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့ပြီးနမ်ဒူမြို့နယ်ဘော်တွင်းဆက်တွေ့ထားတဲ့လမ်းမနမ်ဒူနဲ့မိုင်းဘော်ကြားကနှမ့်မီတရားနမ်ဒူနဲ့မိုင်းစင်ကျေးရွာကြားဆက်တွေ့ထားတဲ့တရားနဲ့လမ်းမအချို့ပျက်စီးတာတွေရှိခဲ့ပါတယ် အဲ့ဒီပြည့်စည်နေတဲ့လန်ဒရာတွေကိုမိမိတို့ PSRF ထရန်ညာရဲ့မြို့နယ်စီပင်တရားရေးအဖွဲ့ကမိဘပြည်သူတွေတွားလာရေးမှအဆင်ပြေစေဖို့အတွက်ပြန်ပြီးပြုပြင်ပေးခဲ့ပါတယ်။မြို့နယ်စီပင်တရားရေးအဖွဲ့တွေဟာနမ်ဒူမန်ဒုံမိုင်စင်တွားတဲ့လမ်းမိုင်းတွေကိုပြုပြင်ပြစီခဲ့ပြီးဖြစ်တာကြောင့်မိဘပြည်သူတွေအနေနဲ့ပုံမှန်အတိုင်းပြန်ပြီးတွားလာနိုင်ပြီဖြစ်ပါတယ်။နမ်ဒူကနေမိုင်းပေါ်လမ်းမိုင်းကနောက်ဆန်းတရားနဲ့မိုင်းသက်တရားကတော့ပြုပြင်နေစေဖြစ်ပါတယ်။ရေကြီးရေရှမ်းကြောင့်နမ်ဒူမြို့နယ်အပြင် ကုခိုင်မြို့နယ်မှာလဲတောင်တူလေဓမားတွေရဲ့ဆက်ပြိုးမြေတွေအများပြားဆုံးရှုံးခဲ့ပြီးတော့ချိန်တင်ထားတဲ့လေယာစပါးဧကပောင်း24ဧကထပ်မင်းပျက်စီးသွားပါတယ်အခြားဆက်ပြိုးတီးနှံနေဖြစ်တဲ့ပြောင်းပဲနဲ့နေကြခင်းနေလဲ46ဧကကျော်ပျက်စီးဆုံးရှုံးသွားပါတယ်ကျမဒေဗစမင်းမရှင်